တဲ့င်းကျုပ်ကတော့ကိုကရှုံးနေ။ဆက်ရင်းရှုံးနေသေးလား။ကိုကလေအသက်ကြီးွားလို့လားမလို့အသက်40ကျော်ကကိုကထိုင်နိုင်ကြော့တဲ့လူကများ။ဒါသူတို့အလားအလားလာလာ။ဘာမှလည်းမပါဘူး။အိုးပါဘူး။ပြေမပဲမဟုတ်ဘူး။အာညီမကြီးချစ်ဖို့ကောင်းပါရဲ့။ ဘာမှပါတာမပါတာမလို့ဘူးအဲ့လိုလေးဟိုကလေချစ်တာညီမတို့ဟဲငါကတော့မလို့မကတော့နဲ့ဆိုလဲမုံမုံမုံအမအမတချီအမကကတော့အာကတော့ခံဖြစ်လာတပြေးပြေးနဲ့ပြလာနောက်ဆိုရင်ဟိုရုပ်ရှင်ကြီးရောကဟိုထိုင်ကုန်မော်ထိုင်ရတော့မှမသိဘူးသိမကြတော့ဘူးကျောက်တော့မသိဘူးအေးနော်သူတို့နည်းနည်းလေးလေးဟိုဟိုပါလေပါလေသိနှစ်ကလေးကိုနည်းနည်းဒီဘက်ကိုရှော့လိုက်လေကျောက်တော့မှာ จริงๆเนี่ยแต่แม่ปั่นโนอุมาบ่เลยอุมาปั่นโนဆိုแล้วอุมาก้าย้ายได้ปัญญาก้าย้ายไปเองแหละโมโบไปกินน่ะเว้ยคือล่ะบ้านสอเลยม้ารู้ถ้าอารมณ์วายวนပြီးတော့อ่าม้ารู้ดิอนุปัญญาเอาซะเตี่ยวแท้ลงโลไม่อ่ะတော့ဘလို့ပဲဖြစ်ဖြစ်အမှားဆက်ပွဲသားတွေရှိမယ်အကိုမူမူပေးခြင်းနဲ့အမှားအတားညီလုံးမောင်နှမတွေရှိမယ်ပေးခြင်းသေးတာပဲပေးတာပဲသိရမလားဒါလည်းအလှူနည်းတစ်မျိုးပေါ့ ။သုံးမလို့ဆိုတူရတာပူများတယ်ပြော။အကောင်လုံးသိပေးရအဲကိုလာကိုလာအခုတင်းချုပ်ကတော့ကိုကရှုံးနေရှုံးနေတော့ရှုံးနေတယ်ဘာတော့မပြန်သေးဘူးရန်ရှုံးနေသေးလားကိုကလေအသက်ကြီးွားလို့လားမလို့အသက်40ကျော်ကကိုထိုင်နိုင်ကြတော့တယ်လူကများဒါသူတို့အလားအလားလားဘာမှလည်းမပါဘူးအိုးပါဘူး ဖေမပန်မဟုတ်ဘူးအာညီမရချစ်ဖို့ကောင်းပါတယ်ဆိုမပန်ဟိုဘာမှပါတာမပါတာမလို့အဲ့လိုလေးဟိုကလေချစ်တာညီမတို့ဟဲငါ့ကိုကတော့မလို့မကတော့နဲ့ဆိုလဲမုံမုံမုံအမအမတချီအမကကတော့အာကတော့ခံဖြစ်လာတပြေးပြေးနဲ့ဒီလားနောက်ဆိုရင်ကိုရုပ်ရှင်ကြီးရောอ่ะကိုထိုင်ကုန်မော်ထိုင်ရတော့မှာမသိဘူးစိတ်မကြတော့ဘူးမသိဘူးအဲ့နော်တို့နည်းနည်းလေးလေးဟို ဟွာလေးပါလေတိတ်နှစ်ကလေးကိုနည်းနည်းဒီဘက်ကိုရှော့လိုက်လေရောက်တော့မှာတိတ်မချဘူးဟိုတော့မပန်လေးဥမာပေါ့အခုအခုတင်းကျုပ်ဆိုရင်မပန်တို့ဥမာအမှုပညာကြီးရတဲ့ဟာဆိုဥမာဆိုတိတယ်အဲငါမဘိုးပေးရမှာဟိုလူတသိန်းပေးလိုက်အဲဟိုလူဟိုလာ2000ပေးလိုက်အဲဟိုလူလာကတော့မဘိုးတွေဖြန့်ပေးလိုက်အာပေးရတာပဲဒါပေမဲ့လည်းအဲ့လိုပေးသလောက်လည်းမမထင်တယ်မမတို့ဒီ အာဗုဒ္ဓဘာသာအယူရဘယ်ဘာသာအရဖြစ်ဖြစ်ပေါ့ပေးတယ်ဆိုလို့ရှိရင်ခုစီအများကြီးလာမှာပဲလေလာဖို့အတွက်ကိုညှော်လင့်ပြီးတော့ပေးတာမျိုးမဟုတ်ဘူးညီမတို့မှမရှားဘူးပေါ့သိလားအမမဆိုရင်အရင်တော့ဆိုလို့ရှိရင်ကိုရတဲ့ပစံရယ်ဆယ်ဖို့တဖို့အမြဲဖဲ့တယ်အဲလှူဖို့ပေါ့နော်အဲ့လိုလေးစဉ်းစားတယ်အခုဆိုဆယ်ဖို့တဖို့မကတော့တရားဆယ်ဖို့တဖို့မကတော့သိကြတယ် อ่าမကတော့အဲအဲ့လိုမျိုးလေးပေါ့ဒါပေမဲ့ပျော်တယ်လေးသိလားအမမတို့ဥပညာလောက်ရတယ်ဆိုတာဒါမမဆိုလဲလောကရဲ့ရောက်လာတယ်မမထူးခြင်းနဲ့ပေးခြင်းနဲ့ဒါပေမဲ့လဲကိုလည်းပတ်စံရှာနိုင်အောင်မှာကို့မှာရှိမှာပေးလို့ရမှာလေအဲ့တော့ပတ်စံလည်းကိုကရှိရရှာရသေးတယ်အဲ့လိုမျိုးလေးပေါ့အခုမမဒီဒီကက21ရက်နေ့ဆိုမမစောက်နေရအောင်21ရက်နေ့ကမပန်မွေးနေ့အာမွေးနေ့မှာမပန်ကားရရမယ်ယောက်ျားမနေ့ကမေးတယ် အဲသွားခံနေကိုမိမားတယ်နဲ့၁၇ရက်နေ့ကိုဘာလုပ်ချင်လဲအဲဘာဘယ်သွားချင်လဲဘာစားချင်လဲဘယ်သူတွေကိုကြွေးချင်လဲသူပြီးကားရရမှာနေပလိစီတော့ဘာမှမစီစဉ်နေတော့လို့မမီအားမမဟုတ်ဘူးလို့ဒါကိုးကားတော့စိတ်မကောင်းပြန်နေမိမားမိမားယောက်ျားလို့ဘာမှမပူနေမိမားအဲ့၂၇ရက်နေ့မွေးနေ့အတွက်လှူဖို့လုပ်ပြီးပြီဘာပဲမဟာသမီးအတုပ်လေးလေဆိုအရင်တော့ကတော့လက်ကမ်းလေးပေါ့နော်လက်တော်ဝါးစာလောက်ကလေးပေါ့မပန်အဲ့လိုခောက်လိုက်လို့ရှိရင်လက်တော်ဝါးစာလောက်ကလေး မဟာသမယသူလေးဒါပေမဲ့အခုဟာမမဘာဖြစ်လာလဲဆိုတော့ကိုကိုတိုင်အသက်40ကျော်လာတော့မျက်စိမုံလာအနီးမုံလာပေါ့အနီးမုံလာတာကြတော့မမရဲ့အဲ့ဒီစာရွက်ကလေးကိုပဲကို့မသားကိုအဲကြည့်ပြီးမှရွတ်တဲ့အချိန်ပေါ့နည်းနည်းလေးအဲအဲဒီလောက်လောက်အဲအဲ့လိုကြည့်ရတာအိုးကိုချင်းစာကြည့်ရလေဟဲ့လူကြီးတွေဆိုငါရဲ့စက်လုံးတွေကိုဒါလေးကိုလှူတဲ့ဟာလေဒါလေးသူတို့မြင်မှာမဟုတ်ဘူးမျက်မှန်ပါမှမြင်တော့မှာ ဆောမမအခုဆိုလို့ရှိရင်စိုက်ကြီးလိုက်တယ်အဲစိုက်ကြီးလိုက်တယ်အဲလေးလမလေးလမကျော်ငါးလက်မပါဒီလောက်လောက်သွားမှာပေါ့ဒီလောက်လောက်ဟာလေးမမအခုငွေးနေမှာမမတထောင်ရိုက်တာအဲ့ဟာလေးယူမယ်မမခုမှရှူတင်ပဲချိန်ပြီးပြီးပေါ့ရှူတင်တော့မမမွေးနေရှိလို့အမဆိုမျိုးမမမလုံးချင်အလုပ်ကိုအရေးကြီးတယ်မမအာအလုပ်ကိုဦးစားပေးမယ်ပေါ့ပြီးမှညကြမှာဖြစ်ဖြစ်အမရှင်ကုန်ပြားပေါ့ဖြစ်ဖြစ် အတခုခုပေါ့ဖရားတွေမှာမမအဲ့လိုအိုက်လိလေးတော့လိုက်ပြီးတော့လိုက်ကျင်မယ်ပေါ့စဉ်းစားထားတာပြီးတော့သူကျင်တာလေးပေါ့တော့အဲ့ဒါနဲ့လည်းပီတိဖြစ်နေပြီမွေးနေ့ကိုဖျက်အောင်ပီတိဖြစ်ကျော်နေပြီမိရဲ့ပြင်ဆင်ပြင်ဆင်နေဆိုအမှန်တကယ်တော့ဟိုကို့မွေးနေ့ကိုဟိုမှာပေါ့ဟိုမမလေးခုနပြောသလိုပေါ့အဲ့လိုပီတိလေးနဲ့ပဲဖျက်ရရင်မမချိန်ရပါဘူးသူကပီတိလေးနဲ့ဖျက်ရရင်မမချိန်ရပါဘူးရမမတော့တတိလာလို့ချိန်နေမှာ အသက်ကြီးလာရင်တချို့ကလေအသက်ကြီးလာတာကိုစိတ်မကောင်းဖြစ်လာမှာမဖြစ်ဘူးမပန်တော့လေအသက်ကြီးလာလေလေပူပြီးတန်ဖိုးရှိလာလေကိုယ့်ရဲ့အသည့်တွေဥမာပူပြီးရင့်ကျက်လာတယ်ကိုယ့်ရဲ့အတွေ့အကြုံတွေပူပြီးများလာတယ်ပူပြီးပျော်စရာကောင်းလာတယ်အပြဿနာတွေကိုပူပြီးဖြေရှင်းနိုင်လာတယ်မမတော့လို့အသက်ကြီးတယ်လို့ပြောရင်ဘာစိတ်မကောင်းစရာရှိလဲအသက်ကြီးတဲ့လူတွေကပူပြီးတန်ဖိုးရှိတယ်ငယ်တဲ့လူတွေကပူပြီးတန်ဖိုးရှိတယ် မဲအဲ့ဒါအကျေပြောတတ်တယ်နော်ဟုတ်တယ်လေမပြောဟုတ်လားမဟုတ်လားပြောအမှန်နဲ့အမှန်နဲ့လေအထွေအကြုံတွေအများကြီးရလာတယ်သိရမလားမကူဖြည့်ရှင်းတတ်တာတွေကပို့ပြီးတော့မှန်ကန်လာတယ်ပေါ့อืม